ီလိုပဲမြန်မာနိုင်ငံကပါဠိနီပေါ်နီပေါ်လီနပါဠိလူမျိုးတွေဖုန်ကြီးဖြစ်ဖြစ်ဟိန္ဒူစကားတွေကျွမ်းကျင်ဟိန္ဒူတရားတွေကိုနားလည်မယ်ဆိုရင်ဆရာတော်ဦးဥဒမသားနဲ့အတူနောက်ထပ်ထောင်းမယ်ကျောင်းနေတာနာပြုရမယ်ဗုဒ္ဓဒေသနာတွေပြည့်မယ်နေရာတွေအများကြီးရှိနေပါတယ်ဆရာတော်ဦးဥဒမသားကမနာနန်းဆက်လုံမှာဖြစ်တယ်လို့ဗုဒ္ဓဂရုလည်းအခါသင့်အခွင့်သာရင်ထောင်ရတာနာအတွက်ပါ တဘာဝရိတ်တာတပည့်လူပဲပြောပြောစိတ်ဆိုးမဲ့လူမဟုတ်ပါဒါကြောင့်အရှင်မြတ်အနေနဲ့လည်းဒီဘက်မှာဟောဒီဆက်ပြီးတော့အရှင်မြတ်အနေနဲ့နည်းနည်းလေးနှုတ်ဆက်စကားလေးဖြစ်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 ကနားလေးပဲတော့လိုက်ပြီးပြောပြောတော့ပြောတာเออแกเปียวๆๆเออเราพูดไปเพียงเออวินัยงานเนี่ยตัดๆเปียวมั้ยโอเคแกหลบไปไอ้တော့อาชิญญะเนี่ยน้อมซ้นนึกเสร็จสกาลนี้ป่ะเปียอะกู အရှင်မြတ်ကပြုနေတာနာအတွက်ဘသူတွေကိုအကူညီတောင်းရင်လဲပြမောင်းကူညီတောင်းရာခုနပြောလို့ပဲစရပ်ပိဒါစီရတော်ကြီးတွေရေမြန်မာနိုင်ငံအတွင်းမှာဝိနည်းနဲ့ကြည်လို့ဥရမတာနာအာနေနေတာအမှန်ပါဝိနည်းအပြစ်ရရှိရဆိုရင်လဲအစ်စ်ခံနိုင်တယ်လို့ဒါဘုရားကိုညီပြောရတာကယူသားတဲ့နှလုံးသားနဲ့ဥရမတာနာငယ်ပေါင်းဆိုလို့တာနာပြုတဲ့ပြုတ်ပေါ်ပြုတ်ပဲရက်ပေါ်ရက်ပဲစိတ်ချနဲ့ဝင်ခံတာပါ မနာပြောလို့ပေါ့တန်ဃာကောင်းတပါမဆုံးရှုံးသိခြင်းလို့ဝင်ပြောတာပါဒီမှာတခုတော့ရှိတာပေါ့နိုင်ငံသားတာနာမှာကုစုနှစ်နိုင်မှသားတာတစ်နိုင်ခွဲမှသားတာမြန်မာနိုင်ငံဆိုအငတ်ခံမဲ့အပေါ့ဒါပေမဲ့ဒီလိုတာမတာနာမပြုသေးဘူးဆိုရင်ပြုရင်လို့မရသေးတဲ့အချိန်ကာလမှာအတို့က10နိုင်စားတာ7နိုင်စားတာတော့ပြောလိုက်တာနဲ့သူတို့ရဲ့ကြီးညိုသရာပြက်ပြီးတော့ဆက်ပြီးတော့သွားမဲ့အခါမှာအရှိမပါမှာဆိုလို့ တပိတော့ကိုတိုင်အဲ့ဒီအာဘအသင်ခံပြီးတော့ဂျပန်လိုက်လို့တဲ့ကောင်ဩငါတို့နိုင်ငံကတော့ဘုရားဘာသာထေရဝါဒနိုင်ငံမလို့ဝီနီးဆရာတော်ကြီးအများကြီးလိုအပ်တယ်လို့ဒီလိုနေရာမှာဝီနီးတဲ့သာသနာအဓိကပဲလို့မြင်မိပါတယ်အဲ့တော့အရှင်မြတ်အနေနဲ့အခုလိုလှုပ်နေတဲ့အခါမှာတန်ဃာရီရဲ့ဆရာတော်ကြီးပုံဗာမြန်အထူးပြောခြင်းမိတယ် ဓိကအစပိုင်းမှာတော့လုတ်ဖြစ်သွားဖို့ပဲပြောတော့အဓိကထားတာဟုတ်ပါလေအဲ့လိုကကြည့်ရတယ်ဆားလဲဟိုကစီရီကန်နေရအရင်များတယ်ဆိုရင်သူတို့တွေကလုတ်ရတာခက်တယ်အဲနောက်ပိုင်းလုတ်ဖြစ်သွားတော့မှအကျိုးကျေးဇူးတွေလက်တွေလုတ်ကြည့်တော့မှအားဒါအကျိုးရှိတာပဲကောင်းတာပဲဆိုတာသိသွားတဲ့အခါကျမှအဲဒါတခြားစီကန်နေပေါ့နော်ဝီနီးတွေကိုပြန်ပြီးတော့မှတင်ပေးဖို့ပေါ့ဒီလိုတော့အဲ့လိုမျိုးပဲလုတ်ပါတယ်ဗျဝီနီးပဲအဓိကထားတာကြတော့ စီကံကိုတန်မိုးထားတဲ့လူတွေကတော့အဆင်ပြေပါတယ်ဗျာဒါပေမဲ့ဟိုလွတ်လွတ်လပ်လပ်ပေါ့နော်စာမတက်ဘေးမတက်ပေါ့လေလွတ်လွတ်လပ်လပ်လုပ်ချင်တဲ့လူတွေကြတော့အဲဒီစီကံတွေကများတာနဲ့ပဲမကြိုက်တာမျိုးလည်းဖြစ်နိုင်ပါတယ်ဗျာအဲ့လိုလည်းရှိအောင်ပေးသက်ကမျိုးမျိုးရှိအောင်ဒီလိုတော့အဲ့လိုပေးသက်တွေနဲ့အများစုတွေ့တဲ့အခါကျတော့သူတို့ကဲအဲ့ဒါဆိုလဲဒါသူတို့ကလက်တွေ့လုံးကြည့်ပြီးတော့မှလိုအပ်တာတွေပြင်သွားမယ်ဆိုတာမျိုးပေါ့နော်စာတဲ့ဟိုကစီကံချပြီးတော့ဒီတိုင်းလုံးဆိုတာတဲ့ လက်တွေလုံရင်းနဲ့ပဲလိုတာပြင်သွားဆိုတာမျိုးပေါ့အဲလက်တွေလုံတဲ့ပြည့်တောက်ကိုဦးစားပေးပြီးတော့ဆွဲခေါ်တဲ့တဘောပါဗျာဒီလိုကြီးကမသွားပါဘူးနည်းနည်းလေးရင်းနှီးသွားပြီဆိုရင်တော့အဲကြရင်နည်း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 ချင်းပြင်ပြီးသွားမှာပေါ့လေသူမျိုးပြင်လို့ကိုယ်ဝင်လဲပို့ပြီးလေးလာမှာမှန်ပါတယ်ကောင်းပါပြီဗျအဲ့တော့အဲမြန်မာတန်ဃာတွေတာနာပြုဖို့အရှင်များနဲ့တွဲနိုင်နေတွဲခြင်းနဲ့ဆိုရင်ရောအရှင်များဘလို့များဖိတ်ခေါ်ဖို့ဆန္ဒရှိတယ်။ဟောအခုအရှင်များလောက်တိုင်းမနိုင်တော့ဘူး။ ဒါပေမဲ့အရှင်မြတ်တော့ကြူသာသေးပဲမနိုင်ဘူးဆိုတာအများပြင်းအရှင်မြတ်တော့အဲမနိုင်နာကအလုံးတခုပဲလူတွေကသာမနိုင်နာအရှင်မြတ်ဖို့တော့လုံနိုင်နေမြတ်လုံနေတာကိုလည်းတပြီးတော့တွေးရပါလေမိနစ်တရားရှိတာကိုသူဆင်းနေတာတမဆက်ပြောပြောဘက်ကကျတော့ဟိုမြန်မာပြည်ကတန်ဃာတွေရဲ့အနေထားကိုလည်းသဘောပေါက်တယ်လေအဲအဲ့တော့လည်းတပြီးတော့အနေနဲ့ကသူတို့ပို့ပြီးတော့အဆင်ပြေအောင် အချိန်ပိုယူတဲ့တဘောပါမြင်ဒီလိုကဒီလိုလေးနဲ့ပဲပြီးသွားမှာမဟုတ်ဘူးလေဒီလိုရေရေရှင်ရည်ရတာပေါ့အဲ့အတွက်လဲဒီတရားပဲအထုတ်တဲ့လူပေါ့နော်လောကီရေရှင်သိမ့်မရှိတဲ့လူကတော့ဒိတာမှာဘလို့နေရနေရဘလို့အစအစကိစ္စမရှိပေါ့နော်တကယ်စတတ်ပိတတ်တွေကြတော့စတတ်ပိတတ်တွေရဲ့၃၀ရှိတာပေါ့ဟိုဘွဲတွေများများရရင်ရတယ်လို့ပေါ့နော်ဒီမှာ ညာတတ်ရင်တတ်တယ်လို့ပေါ့အဲ့တော့သူ့ထိုက်တဲ့နဲ့အဆောင်ရောင်လေးပေါ့ဒါလေးလည်းလိုအပ်တယ်ပေါ့အဲ့တော့လေဒီလိုအနေနဲ့ဖိတ်ခေါ်တဲ့အပိုင်းတွေအများကြီးမလောရတာပါဗျာဒီလိုတော့ဘက်ကအစင်းနဲ့မဖြစ်သေးပါဘူးနောက်ပိုင်းကျရင်တော့အဲ့လိုဖိတ်ခေါ်တဲ့အစင်းရောက်လာပါလိမ့်မယ်ဗျာဒီလိုတော့လေဒီလိုလုပ်တဲ့လုပ်ငန်းအောင်တော့ဒီလိုကိုယ့်အကူတော့ချိန်ဆနိုင်တယ်ဒီအချိန်မှာဘယ်လိုမျိုးဆိုတာမျိုးပေါ့နော်ချိန်ကရောက်လာအောင်ပါ ပြီးတော့ကကြတိတဲ့လူကများပြီးတော့ကိုယ်တိုင်ပြောတယ်ဆိုရင်တော့လာမဲ့လူကလည်းများတယ်အဖိတ်ခေါ်ပြီးတော့မှဒီမှာဘာမှအစင်းနေမရှိဘူးဆိုတော့အစင်းမပြေလို့ပါအဲ့လိုပေါ့ပါကောင်းပါပြီဗျာတကယ်တော့တို့နှုတ်ဆက်လိုက်ကြအောင်ဒီမှာနိုင်ငံရှိတဲ့ဆရာတော်တမတော်များဗျာဆရာတော်ဥဒမတာရရဲ့တာနာပြုတာကိုလည်းအခုလိုလက်တွေ့အမြဲတမ်းလဲတပြည့်တော်လှမ်းပြီးတော့ရှင်များတို့စုံစမ်းနိုင်တယ်လို့ဆရာတော်ဥဒမတာရရဲ့မှားရွံ့နိုင်လဲတပြည့်တော်တို့ကိုယ်တိုင်ပြင်ရင်တပြည့်တော်လည်းတတ်နိုင်သမျှဖြေလျှော်ရင် တာနာမှာတန်ဃာကောင်းတယောက်သူလှုပ်ဆောင်နိုင်စွမ်းရှိတာတွေဟာဒီကနေ့ဘယ်စရာတော့ဘယ်တန်ဃာတော့မှမကြီးရွယ်ပါဘူးဒါရိတ်တာပေါင်းတရာကျော်မကောင်းမှုတွေပဲပြောပြောရေးကြည့်တာကတည်နေပါလေဗျာအဲ120ကျော်ဆိုအခုနိုင်ငံခြားမှာဆိုဒီတိုင်းဆိုရင်အိန္ဒိယမှာလည်းနောက်ထပ်35ခု35ခုတော့ပေါ်လာနိုင်ပါတယ်ဒီခါမှာကမ္ဘာတာနာပြုတ်ပဲဖြစ်ဖြစ်လိုအပ်ချိတ်ဆက်ပြီးကြပါတကယ်ကိုဆရာတော်အမြဲတမ်းတောင်းဆိုတာကတော့တကယ်ကိုရာပြည်သားလူတွေကိုချီးမြှောက်ဖို့အတွက် ဝါငေရာကြည့်ရတဲ့စာမတက်ပေမတက်လို့ပြောရင်သူလည်းအင်္ဂလိပ်စာနဲ့ပဲကြောင်းမိပေမဲ့အနေထိုင်အပြုမှုပြောဆိုရယ်တာနာကိုချစ်တဲ့စိတ်ကတာနာပေါ်မှာယုံကြည်တဲ့တရားပေါ်မှာယုံကြည်တဲ့စိတ်တစ်ခုရဲ့ကြောင့်လုခဲ့တာမှားခဲ့ရင်လဲဟိုတန်နရာအပြစ်ကြောက်သူများဖြစ်လို့တန်နရာလူရည်ကိုယီမန်းပြီးတော့အလုံးကိုကြွားစေချင်ပါတယ်အထူးမပြောလို့ပါဘူးဩဓမတာရတာနာပြုတာဟာဒါနဆိုတဲ့ရရှိတဲ့ငွေကြေးတွေနဲ့ပဲ ဆက်လက်သွားတာပါမယားမှုတားမှုအိမ်တော်မှုအမေမှုအဖေမှုမရှိတဲ့ပုံကူပါဒါကိုလည်းသိစေချင်ပါလေဒီဒါမဲ့သူ့နားမှာလာပြီးသူ့ကိုအတွင်းလိုက်စားပြီးတော့ဘိုးလုံးနိုင်ချင်းအားလုံးကိုလည်းခွင့်လွှင်ရင်အဲ့ဒီလူတွေကပဲပြန်ပြီးတော့အချိုးပြူလာတယ်ရည်သူ့ပေါ်မှာပဲညစ်ပြီးသူ့ကိုမကောင်းပြောတဲ့သူတွေကပဲပြန်ပြီးတော့စောင့်ရှောက်နေတာတွေ့မြင်နေရတယ်လို့ဆရာတော်သမရိုးလည်း ကိုဓမတာရဘယ်နည်းအားရောက်ရောက်ဆွန့်ကန်ကြွားပါလေဗျာဆွန့်ကန်ကြွခြင်းနဲ့သာနာတိဆောက်တာဖျားကြိုက်လို့မြင်ပါလေဗျာအဲဆွန့်ကန်ကြွားရင်အဲ့ဆွန်းလေးနဲ့ပဲရက်ဒီပြီးတော့နေနိုင်တယ်ဆိုရင်ဤသူမဆိုးသာနာပြုဖို့ဘုရားကိုင်ဆရာတော်ပါဝင်ဥဆောင်ဖိတ်ခေါ်လိုပါတယ်ဆွန့်ကန်ပြီးတော့သာနာပြုတယ်လို့ပြောရင်မမားဘူးရရှိလာတဲ့ငွေကြေးတို့မှာတုံးတက်ချိကတ်တာဟာဖျားနဲ့သူပြဿနာပါပဲဘုရားကိုင်ရင်နေတော့ သူ့ရဲ့စေနာနဲ့လှုပ်ဆောင်ချက်တွေဟာဒီကနေ့အထိအများအငင်းပွားပဲဖြစ်ပေမဲ့မတ်ပေတာပြည်တော်ပြန်အန်ကိုခဲပန်းပန်လျက်ပဲလို့ဒီအင်တာဗျူးလေးကိုဟိုးဗမာပြည်ဝါရင်းနာတိုင်းနာမည်ပေးပြီးသားဖြစ်တဲ့အတိုင်းပြည်တော်ပြန်အန်ကိုခဲပန်းပန်နေစဲမှုဝိုင်းဝန်းပြီးတော့တတ်နိုင်တဲ့မြတ်ပောင်ဝင်ညင်းဟာပန်းလည်းဖြစ်ဖြစ်မဲ့ နှိမ့်ဆက်တဲ့လူလည်းဖြစ်ရင်ဖြစ်မယ်။မိသူမဆိုဖိတ်ခေါ်ပါတယ်လို့ပြောကြရင်တပည့်တော်နဲ့ဩရကုံကြီးဆရာတော်နဲ့အဲတဘာဝရိတ်တာဆရာတော်ဒေါက်တာဥဒမသာရတို့ရဲ့သိစုံငန်းလေးကိုဤများနဲ့နှကန်းတတာရုသုံးညင်ခေါ်ဗုဒ္ဓသာနံစိရန်တိတရုသုံးညင်ယေစုရနာကြပါသို့ဗျာဗုဒ္ဓသာနံစိရန်တိတရုဗုဒ္ဓသာနံ စီတံတိတ္တူဘုရားကျင့်တဲ့တန်ဋိဌာများတင်းငញ្ញံဟိုခြေခံ၍အမျိုးဘာသာတာနာတည်တန်းရေးအတွက်စူးစမ်းဆောင်ရွက်နေနှစ်မီဒီယာစနစ်ဖြင့်ထေရဝါဒဗုဒ္ဓသာနာတော်တွတ်တက်စီပင်အောင်ဆောင်ရွက်နေသုံးအမျိုးဘာသာတာနာတော်ခုလုံးလို့ဖြင့်မိမိကောင်းစားရေးအတွက်စော်ကားနှောက်ရှက်ဖြည့်ဆည်းသူများကိုဖော်ထုတ်ကာစီကာဝယ်နေလေးမိမိခန္ဓာအသက်မငဲ့ွက်ဖဲ နိဗ္ဗာန်တရားရရှိအောင်ကြိုးစားအထောက်ရမှာဖြစ်တဲ့သူအမျိုးဘာသာနာတော်အတွက်မိမိခန္ဓာအသက်မငဲ့ွက်ဖဲကာကွယ်တားဆီးကြိုးစားဆောင်ရွက်သွားပြီးရွေချက်နဲ့တန်တိတန်ချပြီးတော့အမျိုးဘာသာနာအတွက်ဆောင်ရွက်နေပါလေ